ောက်ခေါင်းမြို့နယ်နဲ့ပေါင်းတဲ့မြို့နယ်ကပြည်သူသသောင်းကျော်စစ်ကောင်စီရဲ့စစ်ကြောင်းကြောင့်မိုးရီထဲမှာစစ်ဘေးတိမ်းရှောင်နေရတာထလားကျော်ကြားမြင်နေပြီဖြစ်ပါတယ်။ပဲခူးတိုင်းပေါက်ခေါင်းမြို့နယ်နဲ့ပေါင်းတဲ့မြို့နယ်ကချိန်ပါ21ရွာကိုစစ်ကောင်စီကစစ်ကြောင်းထိုးနေတာကြောင့်အခုလိုထွက်ပြေးတိမ်းရှောင်နေကြရတာပါ။စစ်ကောင်စီကစစ်ကြောင်း၃ခုနဲ့စစ်ကြောင်းထုတ်ပြီးခြေရွာတွေကိုဖျက်ဆီးနေတာကြောင့်ဒေသခံတွေဟာမိုးရေတွေပဲထွက်ပြေးနေရတာပါ။စစ်ဘေးရှောင်အမျိုးသမီးတအူးကအေးလေပြေးရပြန်ပြီနော် မနေ့တုန်းကကားငါးစီးဆင်းနေညနေတော့ပေါက်ခေါင်းကနေ လေးစီးဆင်းလာတယ်။နှစီကအိုင်ဆောက်ကိုပြစ်ပြီးဝင်နေ။နောက်နှစီကဖျားမြိုင်ဘက်တက်လာတယ်။အရိကလေးပါလုံးပြေးကြပြန်နေလို့သူတို့တွေ့ကြုံရပုံကို ပြောပြပါဗျ။ဒေသခံတွေအနေနဲ့စစ်ဆောင်ရင်အခြေခံစားသောက်ကောင်တချို့တဲဆောင်သွားကြပေမဲ့ရက်ကြလာတဲ့အမျှဆန်းကအစပြက်လက်လာတဲ့အပြင်မိုးရွာတာကြောင့်မိုးကတဲတွေလည်းလိုအပ်နေတယ်လို့စုံစမ်းသိရှိရပါတယ်။တောက်ကွေးနဲ့ပတ်သက်တဲ့ဈေးရည်ရဲ့တောက်ရည်မတန်တဲ့အတွက် ်ဝမ်းနဲ့ပတ်သက်တဲ့ဈေးတွေလက်တလောလိုအပ်နေတယ်လို့ပေါင်းတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆေးဘက်ဆိုင်ရာတာဝန်ခံရဲဘော်စနေမားကပြောပါရတယ်။